Hello အားလုံးပဲမိင်္ဂလာပါဘူဘောမချင်းကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာပဲကြာရှိမင်းကစားကြတော့မယ်ပရီးမီးယားလိပွဲစဉ်32ရက် Manchester City တို့ Arsenal တို့ ਨੇ ပွဲတဲ့ပွဲစဉ်တွေအကြောင်းကိုကျွန်တော်ပြောကြည့်အောင်ပါပထမဆုံးကတော့ဒါ Manchester City ပေါ်တယ် City ကတော့ကျွန်တော်တို့ Crystal Palace နဲ့ဒီနေ့ညနေ6:00နာရီမှာရှင်ပိုင်းကစားမှာဖြစ်တယ်ပေါ့နော် Manchester City တို့တော့ပြီးခဲ့တဲ့တစ်ပတ်က Manchester Derby ဖြစ်ရှင်ပိုင်းကစားတုန်းကကိုမရှိတည်ကြခဲ့တဲ့နောက်ပိုင်းမှာပြန်ပြီးတော့အနိုင်ယူဖို့အတွက် နိုင်ပွဲရဖို့အတွက်ပြန်ကျူးပန်းမဲ့ပွဲပေါ့လေဆိုတော့ Crystal Palace ကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့တပတ်ကတော့ဒါ Pretty Brighton နဲ့ရှင်မင်းကစားခဲ့တယ်ပေါ့နော်အဲ့ဒီပွဲမှာသူတို့2ဂိုးတကူးနဲ့အနိုင်ရခဲ့တယ် Palace ရဲ့ဘက်မှာဆိုလို့ရင်တိုက်စစ်က Arnekitia တို့နောက်တန်းက Gay Hero ကအနီကက်တွေထိထားတာနော်အဲ့လိုဆိုတော့ကျွန်တော်တို့ဒီ Manchester ဒါ Manchester City နဲ့ကစားမဲ့ပွဲမှာအဲ့ဒီကစားမနှစ်ယောက်ကပါဖို့အတွက်တော်တော်ကိုအချိန်နေတယ် ဆိုတော့ဒါဟာ Crystal Palace အတွက်ကျွန်တော်ကပို့ပြီးတော့အားနေသွားနိုင်မဲ့အခြေအနေမျိုးလေးကျွန်တော်ဖြစ်နိုင်တယ်ဆိုတော့ Palace အတွက်ကလက်ရှိဒီယာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအဆင့်7မှာရှိနေတယ်ပေါ့နော်ပွဲ30ကစားပြီးတဲ့အချိန်မှာကျွန်တော်တို့7ပွဲထိနိုင်ထားတယ်10ပွဲတည်ရကြပြီးတော့9ပွဲရှုံးထားတယ်တိုက်စစ်က39ခုရပြီးတော့ခန်းစစ်က35ခုပြန်ပြီးတော့ကျွန်တော်ပေးထားရတယ်ဆိုတော့ဒါ Crystal Palace အတွက်ဒီ Manchester City နဲ့ပွဲစဉ်ကသူတို့အတွက်တော်တော်ကို ဘယ်လိုရမလဲဒီစိန်ခေါ်မှုကြီးမအောင်မဲ့ပွဲမျိုးပေါ့ခုနကပြောလို့နောက်တန်းကဂင်ဟီတို့အနီကက်တွေဘာတွေထိထားတာမျိုးတွေကသူတို့အတွက်တော့ဒါတော်တော်ကိုပြဿနာကြီးတယ်ပေါ့နော်ဆိုတော့တစ်ဖက်ကမန်ချက်စတာစီးတီးကိုကျွန်တော်ကြည့်ရင်မန်ချက်စတာစီးတီးကပရီးမီးယားလိပွဲစဉ်တွေမှာအခုကစပြီးတော့ဒါအမှတ်တွေတိတ် ရော့လို့မရတော့ဘူးအထူးသဖြင့်သူတို့တော့ဖိုးကိုပြန်ဝင်ဖို့ကြိုးပမ်းနေရတဲ့အချိန်မျိုးမှာလက်ရှိအဆင့်6နေရာထိသူတို့ရောက်လာပြီစီးတီးကသူတို့ထက်မှာဆိုလို့ရှိရင်နယူကာဆယ်ကအဆင့်9မှာကျွန်တော်ရှိမယ် ဒါအပြင် Chelsea ကအဆင့်၄မှာကျွန်တော်ရှိမယ်ဆိုတော့ဒီတစ်ပတ်မှာ Manchester City City နေနဲ့ Newcastle က United နဲ့ကစားဖို့ရှိတဲ့အခြေအနေမျိုးမှာသူတို့ဘက်ကတော့သုံးမှတ်ရအောင်ကြိုပြီးတော့ယူထားမယ်ပွဲပေါ်လေကာဆီယာမန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာဘယ်လိုရလက်ထွက်ပေါ်လာနိုင်မလဲဆိုတာဘာမှပြောလို့မရသေးတဲ့အချိန် CD အတွက်ဒီပွဲဟာနိုင်ပွဲရအောင်ယူရမှာဒါအပြင်အောက်က Aston Villa ကလည်းအဆင့်ခွန်က Aston Villa ကလည်း Manchester City နဲ့တမှတ်ပဲကွာတယ်ဆိုတော့ City အနေနဲ့ Top 4ကိုလိုက်ဖို့ကြိုးပမ်းနေတဲ့အမှတ်ဒီရော့ရင်အောက်ကအသင်းတွေကပါကြော်တက်သွားခါခံရမယ့်အခြေအနေမျိုး Manchester City ကဒါကိုရှောင်နိုင်မှုလိုပါတယ်ဒီရည်မှာကြီးကြီးမားမားဘာဖလားမမျောလင်းလို့မရတော့တဲ့ City အနေနဲ့တတော်ကိုတိုင်ပက်တဲ့ရာသီတစ်ခုကိုပိုင်ထားရတယ်။ဇန်နဝါရီပြောင်းရွှေ့မှာလည်းပေါင်သက်200ကျော်တုံးခဲ့ပြီးတော့တူတူကြကြကြီးကောင်းလာတာမျိုးကျွန်တော်မရှိဘူး။ ဆိုတော့လာနောက်ရာသီအတွက်တော့ Champions League တွေဘာတွေဝင်ခွင့်နေဟာသူတို့အတွက်တော့အများကြီးအရေးကြီးတယ်အဆင့်၅နေရာကလည်းကျွန်တော်သာလုံးဝမျှော်လင့်ချက်မဲတဲ့အခြေအနေမျိုးမဟုတ်ဘူးသူတပင်းတော့အာ Premier League ကအသင်းတွေဟာ Champions League မှာဆိုလို့ရှိရင်ဒါဒီရာသီမှာ၅အသင်းတိသူတို့တက်ပြီးသွားပြီเนาะအရင်ပုံမှန်ဆိုလို့ရှိရင်အဆင့်၄ထိပဲ Champions League ဝင်ခွင့်ကရတာဒါပေမဲ့ဥရောပပြိုင်ပွဲတွေမှာ Premier League အသင်းတွေဒီရာသီအခြေအနေကောင်းနေတယ်ဆိုတော့အဆင့်၅ကအသင်းကပါရှင်ပြိုင်ခွင့်ရပြီးတော့၅အသင်းတိ ကန့်ကွင်းရမယ်ချန်ပီယံစ်လိကိုနောက်ရသည်မှာဆိုတော့ CD အတွက်အဆင့်9ရဖို့ကလည်းအင်မတန်အရေးကြီးတယ်ပေါ့နော်။ဒါကြောင့် Manchester City အနေနဲ့ဒီရသည်မှာ32ပွဲကစားပြီးတဲ့ချိန်15ပွဲနဲ့9ပွဲတည်9ပွဲရှုံးဆိုတဲ့ရလည်းရထားတယ်ပေါ့ဗျာ။တခုရှိတာကသူ့အထက်ကရှိနေတဲ့ဒီ Newcastle ဆိုတာပွဲ30ပဲကစားရသေးတယ်။သူအနေနဲ့ပေါ့နော်ကျွန်တော်တို့က Newcastle တဲ့တပွဲပိုကစားထားတယ်ဆိုတော့ Manchester City က ကျွန်တော်တို့နှစ်ပွဲဇက်တိုက်လောက်ကိုပဲနယူကာဆယ်ထက်ပို့ပြီးတော့နိုင်မကိုအခြေအနေကောင်းပါဆိုတော့ပို့ပြီးတော့သူတို့တွေမျှော်လင့်ချက်မဲ့တာကတော့ဒါဟာလန်ကတော့မပါနိုင်သေးဘူးပေါ့နော်ဟာလန်အနေနဲ့ကျွန်တော်တို့ကမေလ10ရက်နေ့မှာကစားမယ့်ဆောက်တန်တန်တန်းဆင်းသွားပြီဖြစ်တဲ့ဆောက်တန်တန်နဲ့ပေါ့နော်ပြန်ကစားမယ့်ပွဲမှာပဲပါနိုင်ဖို့အခြေအနေများတယ်အဲ့မတိုင်ခင်နေ့မှာ CD တွေ့တော့သူဝင်ကစားဖို့အတွက်အခြေအနေမရှိဘူးဆိုတော့တိုက်စင်မှာမာမိုးစ်တယောက်ပဲကျွန်တော်တို့ကအားကိုးရမယ်မာမိုးစ်ကျွန်တော်တို့ရှိမယ်ဖိုဒန်တို့ပါတော့လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်လေးရုံးကန်နေရတယ် တော်တော်လို့အခြေအနေမကောင်းဘူးမနော်ဖူလန်နီနဲ့ဒီယာဒီမှာတော်တော်ကိုတိုင်ပတ်နေတယ်ကေဗင်ဒဘရိုင်းကလည်းယာဒီကိုမှထွက်မယ်ဆိုတော့ဒီယာဒီဒဘရိုင်းရဲ့အခြေအနေကိုကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်ဒါအပြင်ကျွန်တော်တို့ဒီကွင်းလယ်မှာဆိုလို့ရှိရင်လည်းကိုဗချစ်တူဘာလို့ပုံမှန်နေရာပျောက်လာတာအပြင်တခြားကစားမတွေခူတိုင်းကိုကလည်းတီတီကျကျကောင်းကောင်းမွန်မွန်ကြီးဘာမှမမြင်ရဘူးဗျာဆိုတော့အခြေအနေကမဟန်ဘူးပေါ့နော်မန်ချက်စတာစီးတီးတွေဒါပေမဲ့အဲ့ဒီတဲကမှစီးတီးက နိုင်ပွဲရအောင်ကြိုးပမ်းရမှာကျွန်တော် ကတော့ဗျာသူတို့ဒီပွဲကဒါအိမ်ဝင်လေးဖြစ်တယ်ဗောနော်အိမ်ဝင်လေးဖြစ်တယ်သူတို့အစိုးကြီးလေးသူတို့ကစားရမှာဆိုတော့ဒါ Crystal Palace ဆာ Manchester City နဲ့တွေ့တိုင်းကောင်းကောင်းဒုက္ခပေးနိုင်လေးရှိတဲ့တင်မှာတော့ပါတယ်သူတို့ပြင်ပဲလေးစနဲ့တွေ့တိုင်းဗောနော City ကနိုင်နေဆိုရင်တော့မှဘယ်တော့မှရလက်တီပြစ်သားရဲဆိုတာမျိုးကအများကြီးမရှိဘူးဒါပေမဲ့ Crystal Palace ကနောက်ပိုင်းပွဲစဉ်တွေကိုကြည့်ရင် Manchester City ကိုတော့မှအနိုင်ယူထားတဲ့အခြေအနေမျိုးတွေပါကျွန်တော်တို့တွေ့ရတယ် ပဲလေးစစ်နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်ကြည့်ရင်လည်း Brighton ကို2-1နဲ့နိုင်ထားတယ်။ Southampton ကိုတော့သူတို့1-1တည်းကြထားတယ်။เนาะ FA Pla Quarter Final မှာ Fulham ကို3-0နဲ့သူတို့နိုင်ထားတယ်အဝေးခွင်းတော့ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့အဲ့ဒီရှေ့ရပွဲဒီမှာဆိုလို့ရင်ဒါ Ipswich တို့ကို1-0နဲ့နိုင်တာမျိုးနော် FA Pla ပြင်စမအစင်မှာ Miro ကို3-1နဲ့နိုင်တာမျိုး Aston Villa လိုအသင်းမျိုးကိုနော်4-2နဲ့နိုင်တာနော်ဒါအပြင် Fulham ကို Premier League မှာ2-0နဲ့နိုင်တာ ကျွန်တော် Everton ကိုအိမ်ဝင်မှာ1-2နဲ့ရှုံးခဲ့တဲ့ဖေဖော်ဝါရီ16ကနောက်ပိုင်းပွဲစဉ်ဒီမှာတော်တော်ကိုရလတ်ကောင်းနေကြီးပဲယူထားတာဒါဟာ Manchester City အတွက် Crystal Palace တီသူတို့အတွက်ဒုက္ခကောင်းကောင်းပေးနိုင်ဦးမယ်ဆိုတဲ့လက္ခဏာမျိုးဒါကြောင့်ဒီအချိန်ဒီမှာ Manchester City ကဒါ Crystal Palace ကိုအိမ်ဝင်ဖြစ်အောင်တော့ဗောနော်အနိုင်ယူဖို့ခဲရင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ် City တွေတော့လုံးဝကိုမလွဲတဲ့ပွဲပါ။ဒါကြောင့်ကျွန်တော်တို့ဒီပွဲမှာ Manchester City ဘက်က9တောင်မှဒီကက်နိုင်တာမျိုးတော့ကလွဲနေတော့တူတူကြိုက်တွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ အရန်ကိုပြတ်တဲ့နိုင်ပွဲတွေပါတယ် City ဘက်ကနေပြီးတော့ဘောနော်မြင်ရမယ့်အခြေအနေမျိုးရှိတယ်လို့တော့ကျွန်တော်မယူဆဘူးဆိုတော့ဒါကတော့ပထမဆုံးဒီညကစားမယ့်ပွဲပေါ့လေနောက်တစ်ပွဲကကျွန်တော်တို့အနေနဲ့ဒါ Arsenal နဲ့ Brentford တို့ရှင်ပိုင်ကစားမယ့်ပွဲပါဒါလက်ရှိမှာဆိုလို့ရှိရင် Arsenal အနေနဲ့ Premier League ဖလားကတော့သူတို့လက်ထက်မှာမရှိတော့ဘူးလို့ပဲကျွန်တော်ပြောရမှာနော်လီဗာပူးသင်းနဲ့သူတို့ကြားထဲမှာအမှတ်ကွာဟာမှုကတော်တော်ကိုကြီးသွားပြီကြီးသွားတဲ့အပြင်ကိုပဲပြီးခဲ့တဲ့ပွဲစဉ်31မှာ เนาะอาร์เซนอลကကျွန်တော်เอเวอร์တန်နဲ့ပါတစ်ဖက်တစ်ကိုးတီးကြလိုက်သေးတယ်ဆိုတော့ပို့ပြီးတော့အမှတ်တီးကျွန်တော်ယော့သွားတယ်တိုးတော်လည်းပဲလီဗာပူးကဖူလန်ကို3-2နဲ့ရှုံးနေဆိုတော့နှစ်သင်းစလုံးတော့တိုင်ပတ်ခဲ့တာပေါ့လေသူတို့ကတော့မှတစ်မှတ်စုဆောင်းနိုင်ခဲ့သေးတယ်လို့ပြောရမယ်ဒါပေမဲ့အာဆင်နယ်တို့ကဂျားထဲမှာချန်ပီယံစ်လိပထမအကြိုဖြစ်ရီယယ်မက်ထရစ်ကိုအိမ်ဝင်လက်ခံကစားရင်းနဲ့3-0နဲ့နိုင်ထားတာကတော်တော်ကို statement performance မျိုးပေါ့နော်ပရီးမီးယားလိမှာအခြေအနေမကောင်းပြီးတော့ top 4 twin ကိုပဲအာယုံဆိုင်လို့ရတော့မဲ့အာဆင်နယ်က champions league မှာတော့အများကြီးအခွင့်အရေးရှိနေသေးတယ်ဒါအပြင် real madrid ကိုလည်း3-0နဲ့နိုင်ပြီးရောဒီရမလာဒီဖြစ်နိုင်ကြီးပေါ့နော်ဒါဘိုဆွဲနိုင်ကြီးချန်ပီယံလိမှာဆိုအာဆင်နယ်ကထိဆုံးကရက်တည်နေဆိုတဲ့ပုံစံမျိုးတွေပါကျွန်တော်တွေ့လာရတယ်ဆိုတော့ဒါကအာဒီဒါရဲ့အတင်အတွက်တော့ဒါအခြေအနေကောင်းပေါ့လေဆိုတော့ဒီပွဲမှာလူတွေဒါအနာပြလာအောင်မလို့ကျွန်တော်ထင်တယ်ကစားမားတွေသူတပြင်းတော့ ဒီအာဆင်နယ်ကပိုကောင်းတာကရီယယ်မက်ထရစ်ကတနင်္ဂနွေနေ့မှာဒီကကစားရမှာဘီကတနင်္ဂနွေနေ့မှာကစားရမှာအာဆင်နယ်ကစနေနေ့မှာကစားရမှာဆိုတော့ပထမအကြော်လေအာဆင်နယ်ကနိုင်ထားတယ်ဒုတိယအကြော်မှာလည်းရီယယ်မက်ထရစ်တဲ့တပွဲတတိယပြပြီးတော့နားခွင့်ရမယ်ဆိုတာမျိုးကတော့ဒါကောင်းတဲ့လက္ခဏာပေါ့လေဆိုတော့အဲ့အတွက်ပရီးမီးယားလိမ်မှာအာဆင်နယ်ဟာထင်သလောက်ထိကျွန်တော်အာယုံဆိုင်ပါမလားခုနကပြောသလိုပဲပရီးမီးယားလိမ်က DRD 125ထိ Champions League ဝင်ခွင့်ရမယ်အခြေအနေမျိုးဆိုတော့အာဆင်နယ်အတွက်က ဒီလီဗာပူးတင်းနဲ့လည်းအမှတ်ကွာမှုကြီးနေပြီဆိုတဲ့အခါကျတော့တည်ကြတယ်ပေါ့နော်သူတို့အတွက်ပရီးမီးယားလိဂ်ဒီတော့ဖူးသာအာယုံဆက်ရပြီးတော့ချန်ပီယံစ်လိမှာပို့ပြီးတော့နောက်တစ်ဆင့်တက်ဖို့ပဲသွားတော့မှာဆိုတော့ကျတော့ဒီပွဲကတော့ဘရန်ဖူးနဲ့ကလည်းအာဆင်နယ်အတွက်ကဟိုထင်သလောက်ထိတော့လွယ်ကြမလွယ်မှာပေါ့လေထားပါတော့ကွင်းလယ်မှာဆိုလို့ရှိရင်ဒက်ဂလန်ရိုက်စ်တို့ကိုအနားပေးတာမျိုးဒီမြင်ကောင်းမြင်ရမှာပဲအိုဒီကတ်တို့ကိုမိနစ်အကန့်အသတ်နဲ့သုံးတာလေးမြင်ကောင်းမြင်လာနိုင်တယ်နောက်တန်းမှာဆာလီဘာတို့ဘာတို့နော်အကန့်အသတ်နဲ့မြန်သုံးလာမလား ဘာလို့လဲဆိုတော့ဂါဘရီယယ်ကနာသွားပြီဆိုတော့ဆာလီဘာတယောက်ပဲရှိတယ်။ဒါပေမဲ့လို့ဘောနော်ချန်ပီယံစ်လိပွဲစဉ်ကပိုကြီးကြီးတဲ့အနေထားမှာဆန်နာဘက်ထဲမှာဆိုလို့ချင်းဘသူတွေနားပေးလာမယ်ဆိုတော့ဂျူရီယန်တင်ပါတို့ဘာလို့ကနားပေးရမှာတင်ပါတို့ဘာလို့ကနားပေးတဲ့နေကစားမားတွေရီယယ်မက်ထစ်နောက်တန်းကိုထိန်းထားတဲ့သူတွေ နော်တိုက်စစ်မှာဆိုလို့ရှိရင်လည်းမယ်ရီနိုတို့ဘာတို့ကလည်းဆက်ကန်ခြင်းလဲကန်မာပေါ့လေစာကားတော့အနာပေးလာဖို့တည်ကြတဲ့လောက်ရှိတယ်ရီယယ်မက်ထရစ်နဲ့ပွဲမှာပဲပို့ပြီးတော့ပါမှာရီယယ်မက်ထရစ်နဲ့ပွဲမှာလည်းသူမိနစ်အပြည့်တော်ဝင်ကစားခွင့်မရခဲ့ဘူးဗောနော်ဒဏ်ရာကြောင့်ပဲလားဒီတိုင်းပဲအနာပေးတယ်ကျွန်တော်တို့ဒီတိုင်းပဲအနာပေးလိုက်တယ်ထင်ပါတယ်ထပ်ပြီးတော့ risk မယူခြင်းနဲ့အတွက်ဗောနော်ဆိုတော့ Arsenal အတွက်က Champions League ကအရာရာဖြစ်နေတဲ့အချိန်မျိုးမှာဒီတပတ်ကစားမဲ့ Premier League ပွဲစဉ်ကသူတို့အတွက်မထင်မှတ်ဖြစ်လေအမှတ်ရော့ကောင်းရော့သွားနေနေပေါ့နော်။ဒါကြောင့်ဒီ Brandfo ကတော့ ပြီးခဲ့တဲ့တစ်ပတ်ကပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Chelsea နဲ့ဂိုးမရှိတည်ကြထားတယ်ဗောနော် Chelsea နဲ့ဂိုးမရှိတည်ကြထားတယ်ဆိုတော့ကျွန်တော်ဒါ Brandpo ဟာ Arsenal ကိုဒုက္ခပေးဖို့တော့ကြိုးပမ်းလာအောင်ပဲအသင်းမျိုးပါဒါအပြင်ဒုတိယနေရာကဒီ Nottingham Forest နဲ့လည်း Arsenal ကအမှတ်ကွာဟမှုကကျွန်တော်တို့ရှိနေတယ်ဗောနော်ရှိနေတယ်ဆိုတော့အကယ်လို့ဒီပွဲမှာအမှတ်ရော့ခဲ့မယ်ဆိုရင်တော့မှ Arsenal ရဲ့သိပ်ပြတနာမရှိသေးတဲ့အခြေအနေမျိုးပါတကူတော့ရှိတာပေါ့လေလီဗာပူးတင်းနဲ့သူတို့ကြားထဲမှာတော့ဒါ၁၁မှတ်လောက်ကွာတယ်အနေထားမျိုးမှာ ချန်ပီယံလေပါဦးဖြစ်ဖို့ပို့ပြီးတော့နှိဆက်သွားမှာပေါ့ဒါပေမဲ့သူတို့တွက်ကတော့လက်ရှိမှာကပရီးမီးယားလိမဟုတ်တော့ချန်ပီယံစ်လိကိုအဲကြောင့်ဒီပွဲကအာဇနယ်တွက်ပေါ့နော်လူစင်ရဲ့အပြောင်းအလဲတချို့ကိုအများကြီးမြင်လာရနိုင်တယ်လို့ကျွန်တော်ထင်တယ်ဘရန်ဖို့ကတော့ဒီလက်ရှိမှာအဆင့်7နှစ်မှာရက်တည်နေတယ်ပေါ့နော်3-2ပွဲကန်ပြီးတဲ့အချိန်မှာ12ပွဲနိုင်ထားတယ်6ပွဲပဲတည်ကြထားပြီးတော့73ပွဲကြီးသူတို့ရှုံးထားတယ်တည်ပွဲကြီးတိတ်မရှိဘူးပေါ့ဆိုတော့ဘရန်ဖို့ဘက်ကကတ်နိုင်ကောင်းနဲ့နိုင်သွားနိုင်တယ်ဒါပေမဲ့အင်ရှင်ဖြစ်တဲ့အာဆင်နယ်ကတော့ ဒီရလက်ဒီစူဝါအောင်လို့သူတို့ကန်လိမ့်မယ်လို့တော့ကျွန်တော်တို့မထင်ဘူးလူတွေပြောင်းကောင်းပြောင်းလာနေတယ်အဲ့ပြောင်းတဲ့လူစင်းတွေပဲအနိုင်ယူဖို့ကြိုးပမ်းကောင်းကြိုးပမ်းနေတဲ့အချိန်တွေမျိုးပါနှစ်သိန်းကြားထဲမှာရလက်ကတော့တိတ်ပြီးတော့ပြက်သားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကလေးတို့နေရောဒီပွဲမှာဘလူရလက်ထွက်ပေါ်လာကြလိမ့်မယ်လို့ညီတို့ထင်ကြလဲအာဆင်နယ်မှာပြောင်းလဲလာတဲ့လူစင်းတွေနဲ့အတူနိုင်ပွဲရောဆက်ပြီးတော့ယူနိုက်တက်လေဦးမယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်